ကျွန်တော်ဒီလို့လုပ်တယ်ကျွန်တော်အချိန်မြင့်သေးသွားနိုင်တယ်ကျွန်တော်အမျိုးသမီးကိုကျွန်တော်ပြောတာပြီးသားငါဒီလို့လုပ်တယ်ငါအချိန်မြင့်သေးသွားနိုင်တယ်ဒီကြတာပေါ့တကယ်မှာသေမင်းငါမသိငါသေသွားနိုင်တယ်အချိန်မြင့်ငါသေသွားနိုင်တယ်ဘာကြောင့်လဲကျွန်တော်တို့ကဒါကျွန်တော်တို့မင်းငယ်ချင်းလိုပဲခေါင်းပေါ်ပဲသွားမှာဘူနဲ့ဘဝရင်းနဲ့အသက်တင်းနဲ့ထတ်တူထတ်ပြီးတော့ထတ်တူလုပ်ပြီးတော့ကျွန်တော်တို့ကအလောင်းစားလုပ်ထားတာနံပါတ်1ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းနေဆွလွန်ထားရတယ်ကျွန်တော်တို့တော့အမြင်မတူတဲ့သူတွေနံပါတ်2ကျွန်တော်တို့တငယ်ချင်းတွေကသဘောထားကွဲလဲတဲ့သူတွေရှိတယ်အများကြီးပဲ တော့ကျွန်တော်တို့ကအရှင်းပြပြတာပေါ့မင်းတို့ခွေးတကောင်နဲ့သူကပတ်ပြီးတော့ငွေရင်းလုတော့မှလဲကွာအဲကျွန်တော်တို့ဒါမာမျက်မှုနေဖရားတော့မှာဒါကျွန်တော်တို့တော့ဖူးလို့မရဘူးပြကျွန်တော်တို့တော့ဖူးလဲဆိုခင်ဗျာအဘောင်ဆိုဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့အခွင့်အရေးအများကြီးကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကဆွတ်လွတ်ထားရတာကျွန်တော်ကကျွန်တော်ကိုကျွန်တော်တွတ်ထားပြီးသားကျွန်တော်ကငါတို့ကအချိန်ပြေးငါတို့ဘာမှဆိုဖြစ်သွားနိုင်တယ်တပတ်ကလည်းဒီလက်ရှိတည်ဆဲဆိုးကလည်းကျွန်တော်တို့ဘာမှဆိုဖြစ်သွားနိုင်စိတ်ဆိုးပြီးတော့ခင်ဗျာဒီဒီအရေးယူတာလည်းဖြစ်လာနိုင်တာပဲ အော်တစ်ဖက်ကကျွန်တော်တို့ကជីစံနဲ့ရှင်းပါဗျဟိုဘက်ကစစ်ပွဲကြွားတယ်ជីစံနဲ့ဘာမှမဖြစ်နိုင်လေကျွန်တော်တို့အဲဒီလောက်တော့ကျွန်တော်စဉ်းစားထားပြီလားကျွန်တော်တို့လက်ခံထားတာကဒီမာမေမူနီဖျားယူအောင်တော့ဖူးမနိုင်တော့ဘူးဟိုအပြင်ထွက်တော့နဲ့ဒီမှာကြောက်နေရတဲ့ကောင်တွေရဲ့တွင်းအောင်တော်ဝါရောက်နေပြီမင်းဘွားပြည့်ရမဘွားတော့မဟုတ်တော့ပုံဝံဘွားရောက်နေပြီသူဘောလို့ဆိုတော့ပြည်သူချင်းစာနေမိနေရပြီစိတ်တင်ရတယ်ပြောဒီရဲ့ချက်ရှိရှိနဲ့ဒေါ်လာရေးကိုသူလုတ်ချင်လို့လုတ်နေတယ် ကိစ္စမျိုးပေါ့နော်ပုံဖြတ်တယ်လို့ပဲတောင်းရမှာပေါ့ပြီးတော့အဲ့လိုပုံဖြတ်ယုံတွေမကပဲတော်လိုင်းရေးထဲမှာရှိတဲ့လူတွေကိုတိုက်ခိုင်းမယ်ပြီးရင်ဟိုမတိနားမယ်လောက်တဲ့အိုးနောင်လောက်နဲ့သူဒီအစိတ်တောက်စကားတွေပြောမယ်ပြီးရင်ပတ်စံရှာမယ်ပေါ့အဲ့ဒီချက်တွေအဲ့အဲ့ဒါတွေကိုမင်းကအလွတ်တန်းပြောတာလားဆိုတော့ဟုတ်လားမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါသေးလို့ဆိုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့်ရပါလို့ရှင်ရှင် channel လေးရဲ့ညပိုင်းစီစဉ်ပြန်လည်ကြိုးလိုက်ပါတယ် ရီရီရရှိမလို့တော့ပေးကမှာတော့ယနေ့အော်တိုဘာလ22ရက်နေ့ညပိုင်းတော်ဆုံးရရှိတရင်ချူကိုအချင်းချုပ်ဖော်ပြပေးတော့မှာဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအစုံရရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်။အားလုံးလုံးတရင်ပုံတွေနဲ့ကတော့အားလုံးလည်းသိကြမယ်တိုင်းအောင်ပဲ IP မြောက်အောင်ရေချောင်းဖြစ်ပါတယ်။ IP မြောက်အောင်ဆိုတာကတော့လက်ရှိချိန်မှာတော်လိုင်းကလာတွင်လိုက်ပြီးတော့ကနန်းသွားသွားနေတဲ့ကောင်တောင်ဖြစ်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲဒီကောင်ကတော့ဘယ်သူမှမလုပ်ဖက်နဲ့လွတ်ပေးထားလဲတော့ချပြီးဖြစ်ပါတယ်။လွတ်ပေးထားတာဆိုတော့လွတ်နေတာဖြစ်ပါတယ်။ဒီတစ်ပေါက်ရှမ်းရှမ်းတောက်တဲ့အတိုင်းပဲပြောဆိုအပေါင်းအရင်တန်တန်နဲ့ လက်နက်တွေဝယ်ယူဖို့အတွက်ပြောခဲ့ပြီးလက်နက်တွေဝယ်ယူခဲ့တယ်အဲ့လက်နက်တွေမှာလည်းနံပါတ်တီတော့တက်ပြီးတော့ဝယ်ယူခဲ့တာလည်းဖြစ်ပြီးတော့နောက်ချိန်မှာတော့အလန်တွေကလည်းရောင်းစားပြီးတော့မဲဆောက်ကိုထွက်ပြေးသွားရဆိုပြီးတော့လည်းသိရှိထားပါတယ်ရောင်းစားသွားတဲ့ KNDU တင်းကတော့သူ့ရဲ့မိတ်ဆွေရင်းတယောက်ဖြစ်တာဖြစ်တဲ့အတွက်ညာရှိတူတွေဖြစ်နေတာဖြစ်တဲ့အဲ့လက်နက်တွေကမြောက်အောင်လို့အခုခဏတဲ့လက်နက်တွေလာရောင်းသွားတယ်ဆိုပြီးတော့ဒါလည်းပြောထားပါတယ်အိမ်မှာပဲမဲဆောက်မှာနိုင်ငံလေးတစ်ခုငှားနေပြီးတော့ Power Ninja တွေပါဝယ်ပြီးတော့စီးနေပါသေးအဲ့နိုင်ငံတဲ့ဘုံကိုလည်းဟုတ်ပြထားတာတွေးပြီးတော့လက်ရှိချိန်မှာကတော့အဲ့နှစ်တန်းတန်အင်ကြီးကိုဝယ်လိုက်ဖြစ်ကြောင်းလည်း ်သိရှိလာပြီးဖြစ်ပါတယ်ကိစ္စအောင်ရှင်းပါဖြစ်တယ်ဒီကေဘယ်လိုရှင်းပါလဲဆိုတော့ဒီတော်လန်ရေးထဲမှာဒီစိတ်တင်ရပြီးပြောဒီရည်ရဲချက်ရှိရှိနဲ့တော်လန်ရေးကိုသူလုံချင်လို့လုံနေတဲ့ကိစ္စမျိုးပေါ့နော်ပုံဖြတ်တယ်လို့ပဲတောင်းရမှာပေါ့ပြီးတော့အဲ့လိုပုံဖြတ်ယုံတွေမကပဲတော်လန်ရေးထဲမှာရှိတဲ့လူတွေကိုတိုက်ခိုင်းမယ်ပြီးရင်ဟိုမတိနားမယ်လောက်တဲ့အိုးနောင်းလောက်နဲ့သူဒီ အစိတ်တောက်စကားတွေပြောမယ်ပြီးရင်ပတ်စံရှာမယ်ပေါ့အဲ့ဒီအချက်တွေအဲ့အဲ့ဒါတွေကိုမင်းကအလှူတန်းပြောတာလားဆိုတော့ကျွန်တော်ဒီနေ့ပြောမယ့်အချက်တွေကတက်မောင်ညာတို့ကိစ္စမောင်ညာဆိုတာကျွန်တော်နဲ့တူနေသွားတယ်ဒါတရင်ရှိရငါအခုလက်ရှိလက်တာဝန်ထမ်းဆောင်နေတယ် Blaze အဲ့လိုပဲတာဝန်ထမ်းဆောင်နေတယ် Scorpion တရင်ပါလည်းမသိဘူးဗျတော့ပါကျွန်တော်လည်းမမှတ်မိအဲ့တော့တရင်တယောက်တရင်ကိုစီမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေအဲအဲ့တော့သူ့ဖြစ်ပျက်ကပထမဆုံးဖြစ်မယ်ဟုတ်ပြီဒုတိယတစ်ချက်ကျွန်တော်မဟုတ်တဲ့တရားတွေဆွဆွေးနေတာ အဲ့မှာ data အချက်လက်မပါဘဲနဲ့အခုကကျွန်တော် data အချက်လက်နဲ့ပြန်ပြောင်းมาပါတက်တေးနဲ့ပြောင်းมาပါဒီကအဲ့တော့နေ့ချက်၃ချက်ကကျွန်တော်စီကိုအတန်ဖိုင်ပို့ထားတယ်အဲ့ဒီကိစ္စကတော့ကြားပြီးအဲ KNDU နဲ့ပြဿနာအဲ့ KNDU နဲ့ပေါ့ကျွန်တော်ကဟိုလိုအပ်လာရင်ကျွန်တော်တို့က file တွေထုတ်သုံးရတယ်ဒီလိုမျိုးဒီကောင်ဘယ်လိုမျိုးတည်ရှိတယ်ဘယ်လိုမျိုးကောင်လဲဆိုတော့ကျွန်တော်ဒီဘွားက KNDU နဲ့ပြဿနာတတိယချက်နောက်ဆုံးတစ်ချက်ကတော့လက်ဝိလက်ဝိကတော့ရှင်းပါတယ်ကျွန်တော်တို့အဲ့လို ကြီးကျယ်ပြမထိုးပြရင်မထိုးပြတဲ့ရတော့ပွဲလို့မခေါ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒါကတော့တလူတတိရအောင်စီစဉ်မယ်ကျွန်တော်ဒါကြီးကိုလှိလိုက်ပါထူးခြားခြားမပြောတော့အဲ့တော့ကျွန်တော်ရတော့ကြိုးစားစီစဉ်မယ်နောက်ဆိုအဲ့အစီအစဉ်မှာ တပြေးခဲ့ရင်တော့ကျွန်တော်အချိန်တစ်ခုပေးဦးမယ်အဲ့ဒါပြီးသွားရင်တော့ဟိုသူမလာဘူးဆိုရင်တော့ကျွန်တော်ကညင်ရမယ်ဒါပဲကျွန်တော်လုပ်မယ်နော်တော့ပြည်သက်နိုင်ငံမှာပြုလုပ်ခဲ့တဲ့နိုင်ငံတကာစုတောင်းပွဲတစ်ခုမှာတော့မြန်မာနိုင်ငံနဲ့မေတော်ဆန်းစုကြည်အတွက်စုတောင်းခဲ့တဲ့လို့ဟောလန်နုပညာရှင် ်လူကျော်သိန်းကလည်းထုတ်ပေါ်ပြောလာခဲ့ပါတယ်။သူတပြင်းထောင်ထဲမှာအကြမ်းမှဖြစ်နေတဲ့အသက်80ရွယ်မိလိုမြန်မာပြည်ရဲ့လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံရင်းကျိုင်းနိုဘယ်ဆုရှင်အန်တီဒေါန်ဆန်းစုကြည်ကိုအားဝယ်ပါ၊ကဲတင်ပါ၊ကျမ်းမာခြင်းနဲ့လွမြောက်ခြင်းဖန်ပေးတော်မူပါ၊မိသားစုနဲ့ပြန်ဆုံစည်းပြေးတော်မူပါဆိုပြီးတော့လူလူကောင်းဆောင်အတွက်သူတောင်းပေးတဲ့ဗီဒီယိုဖိုင်တွေလည်းတက်လာတာတွေ့ရပါတယ်။ ဆောင်းနေတယ်အသက်80ရေပဲတမီးတို့ညီမကြီးရဲ့ဒုက္ခကောင်းဆောင်နိုင်ငံတော်တိုင်ငံကငင်းစင်းရဲ့ဒုက္ခဆူရှင်အန်တီဒေါ်ဆက်ဆူချီကိုယ်ကတော့ကဲ့တိန်ပါကျန်းမာခြင်းနဲ့လူမျိုးစုတပံပေးတော်မူပါဘူး di tas nek tas si bai pero no lo နောက်ထပ်သတင်းပေါ်အနေနဲ့ကတော့ဥက္ကူကြီးရဲ့သတင်းဖြစ်ပါတယ်။ဥက္ကူကြီးရဲ့မိုင်းရောင်ပြန်ကြည့်မယ်ဆိုရင်တော့ဥက္ကူကြီးက2025ခုနှစ်ပြည်ကပေါ်တော့လာတဲ့ NLD ပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ကြိုးစားခဲ့ပြီးမှလည်း NLD ပါတီကကိုယ်စားလှယ်လောင်းဖြစ်မရွေးချယ်ခဲ့တာဖြစ်ပါတယ်။အဲ့လိုမရွေးချယ်ခဲ့တဲ့အချိန်ပတ်သက်ပြီးဥက္ကူကြီးကမေတော်ဆန်းစုကြည်ပေါ်မှာလည်းဒီကုမာပဲ နိုတီအာစာတာထားခဲ့မှုလည်းရှိတယ်ဆိုတာလည်းအလုံးသိမြင်မှာဖြစ်ပါတယ်။နောက်မှာတော့2018ခုနှစ်ပြည်သူ့ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာလည်းတောင်းကလပါမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြန်ခဲ့ပေမဲ့လည်းအမှ84ရာခိုင်နှုန်းသာမဲရခဲ့ပြီးထပ်မံရှုံးနေကြတာတွေ့ရှိရပါတယ်။ဒီမှာဥက္ကီယာလမ်းမတော်မြို့နယ်ပြည်သူ့တော်ကိုယ်စားလှယ်ဤဖြစ်ဝင်ရောက်ရှင်ပြန်မယ်ဆိုတဲ့အကြောင်းကိုပြည်သူ့တော်ကိုယ်စားလှယ်ဖြစ်တဲ့လမ်းမတော်မြို့နယ်မှာဝင်ရောက်ကြီးညာနေပြီလည်းဖြစ်ပါတယ်။မတ်တက်ထဲမှာနေခဲ့တော့ကမဲထဲတော့ညီမအသက်မပြည့်သေးဘူး။ အသက်မပြည့်ဘူးဒါပေမဲ့သူတို့ကမဲထဲခိုင်းတယ်ညီမမမှတ်ပုံတင်တော့မရှိဘူးမဲထဲခဲ့ရတယ်ဘာအထောက်ထားမှမရှိပဲနဲ့လဲမဲထဲရတယ်အဲအဲ့လိုမျိုးမဲထဲလို့ရှိရင်သူတို့ကအကွက်၄ခွက်ရိုက်ထားပေးရမနေ့ပြန်လို့ညီမတို့ကပါတီအဲ့ဒီရုံးမှာမဲသွားပေးရမယ်ဆိုလို့ရှိရင် rehearsal တရက်လုပ်တယ်အင်းအဲ့ဒီတော့ဆက်တရက်မှာသူတို့ညီမတို့နမူနာပုံစံလေးတွေပေးထားတာကြန့်ခန့်ရေးအဲအလန်ဒီလုံးဝအကွက်ကိုစောင်းပြီးနှိပ်လို့မရဘူး ပယ်ပြီးလဲနှိပ်လို့မရဘူးပယ်မဲဖြစ်သွားရင်သူတို့ပြောတာတမဲလဲတမဲအတွက်သူတို့တိတာတယ်သူတို့အတွက်နင့်လာတယ်အဲဒါကြောင့်ရဲမေးတွေစစ်တီတွေကိုသူတို့တေချမှာတယ်ကြန့်ခိုင်ရေးအကောက်မှာပဲတစိုက်တုံးရိုက်ရမယ်နမူနာတွေလောက်ခိုင်းတယ်အဲရဲမေးတွေကတုံးတဲ့ရဲမေးတွေလဲအများကြီးပဲပေါ့သူတို့ကတေချကကနနာရဟဇတရက်ကိုကျင့်တယ်တဏီကုံအချိန်ကုန်ခံပြီးတော့ကြန့်ခိုင်ရေးကိုပဲသူတို့တစိုက်တုံးထုခိုင်းတယ်မဲပယ်သွားလို့ရှိရင်ပယ်မဲဖြစ်သွားမယ်တကယ်လို့အဲ့ဒီ LND ဘက်ကိုလည်းတစိုက်တုံးထုမိသွားရင် LND မဲဖြစ်သွားမယ် ဲ့လိုမျိုးမဲမှားပြီးပေးခဲ့ရင်အပြစ်ပေးမယ်ကိုရဲ့အကြံခံရေးကိုမထည့်ဘဲနဲ့အလန်ဒီကိုလည်းထက်ပိုင်ဝင်မရှိဘူးတကယ်သူတို့အရာရှိတွေကတရားဝင်ပြောထားပြီးသားအဲမဲကိုမှားထည့်ခဲ့ရင်ပြန်လာတာနဲ့အပြစ်ပေးမှာအာအညမတို့အဲ့လိုအစည်းအဝေးမှာပြောတယ်မရရတော့ကြံ့ခန့်ရေးအကွက်ထဲကိုတစိုက်တုံးကြံ့ခန့်ရေးတကွက်ထဲမှာအကျဲ့ကြီးကြိုက်တဲ့နေရောင်နှိမ့်စောင်းပြီးလည်းမနှိမ့်နဲ့ပယ်ပြီးလည်းမနှိမ့်နဲ့အန်အန်ဒီကိုမဲပေးခဲ့တဲ့ရှိရင်ကို့အကြောင်းကိုတိကို့ပြုတ်ကိုဝင်ခံ အဲ့လိုမျိုးချိန်မောင်းလာတာအရာရှိရမရရတို့ကညီမတို့ဘလို့ချိန်ချောက်လဲဆိုတော့မဲထဲခဲ့ပြီးွားလို့ရှိရင်ပြန်လိုက်ငါတို့ကစစ်ကြတာတဲ့ရရှိတွေကအဲ့လိုပြောတယ်အဲ့တော့ညီတို့တွေကဘယ်မဲကိုပြီးလဲဆိုတော့ငါတို့ကြည်လို့ရတယ်ငါတို့ကညီတို့လိန်လို့မရဘူးတဲ့ဆိုပြီးအဲ့လိုမျိုးပြောတော့ညီမတို့ကကြောက်စိတ်ဝင်ခဲ့တယ်ဩမေစုကိုမဲပြီးလိုက်ရင်ပြန်လိုက်ရင်ငါတို့ကအပြစ်လည်းအပေးခံရမယ်မြက်လည်းပေါက်ရမယ်ဒါပြီးလို့ရှိရင်ငါတို့ယောက်ျားကိုစောင့်မြေကပုံမှန်နဲ့ရှေ့တန်းကိုလှုပ်ပြီးတော့တနည်းနည်းလောက်ပစ်ထားလိုက်တာအဲ့လိုမျိုးလေးသူကအကျင့်ရောက်တာရှိတော့လေ ဩအဲ့ဆိုလို့ရှိရင်အကြံခံရေးကိုပဲလက်တုံတုံအဲ့လိုမျိုးပယ်ဝိုင်းတော့အပြစ်ပေးခံရမှကြောက်လို့အဲ့ကြံခံရေးကိုပဲတစိတုံးမမှန်ထုခဲ့ရတယ်မဲတုံးကပေးဘူးလေအဲ့တက်ထဲမှာနေတော့အတက်ပြေးတာဆိုလို့အဲ20အတက်22နှစ်မှတခါအတမပြေးတာနှစ်ခါထဲခဲ့ရတယ်။အဲနောက်ပြီးတော့စစ်တပ်မှာတခုရှိတာမှတ်ပုံတင်ကိုကျန်တဲ့အချိန်မှာမရိုက်ပေးနေရွေးကောက်ပွဲနေပြီးမဲထဲရမှာဆိုလို့ရှိရင်ရှိသမျှလူတွေအကုန်လုံးမှတ်ပုံတင်အမြန်လုပ်ပေးတာ။အေးစင်နော်။ တော်ဝေးတက်မတော်မှ9 7 3အတင်းရင်ကရဲဘော်တွေဖြစ်ကြတဲ့ကိုလက်အင်ကဆုံးရှုံးသွားကြရတဲ့ရှင်ကတော့လူကောင်းပကတိလူငယ်တွေဖြစ်ကြရင်မလဲတပ်ပွဲတွေဝင်နေကိုရဲ့ဘဝတွေပေးဆက်ရင်ကိုရဲ့နာဂတ်တွေပေးဆက်ခဲ့ပြင်မလဲလက်ရှိရှင်ဒီစိတ်တယ်မကြပဲနဲ့အားလုံးတော်လန်ရဲဘော်တော်လန်ပြည်သူတွေအတွက်ချင်းလေးတွေစုပေးနေတဲ့တော်လန်ရဲဘော်တွေအဖွဲ့ကိုတော်လန်ရဲကိုချစ်ပဲပြန်နဲ့မျှဝေပေးလိုက်တာဖြစ်တဲ့အတွက်တော်လန်ရဲကိုချစ်တဲ့တော်လန်မျိုးတွေအားလုံးပဲအားပေးသွားကြပါဦးဗျာလာရှင်တွေပြေးဟိန်ဂျယ်စီလာဘီဟိန် Jesus စကားပြီးလည်းညားလေဒီခါဒီကောဟေအာနာရှင်တွေပြေဟေကိုကြီးလာပြီးဟေမေဦးကစားတဲ့တုံးချောင်းကအောင်ဝေးရောက်ပြီးလေမန္တရာတွေ့ဆောင်မေတာတွေ့လီကိုကြီး ဒါရနိုင်မို့ရေဒိုးရဲ့တွေတနမြပြောင်းခိုင်းတော်လည်းနေကစ်တဲ့ဘဝတည်တာတပြီးတွေပျော်ရွှင်နိုင်ပါစေပေးဆက်ထားတဲ့လုံးသွေးများဟာဖဲတွေလိုလာနေအမီယုံသားတို့မြင်မရှိအောင်တော်လည်း ီတစ်ခါနီကုန်ဟေးအာနာရှင်တွေကြည်မြောင်းတဲ့လူမျိုးရေးဝါဒရဲ့အနေအားကြီးကြီးမားမားအကြောင်းအရာတဲ့အနေနဲ့ပါဝင်နေတာတွေ့ရပါတယ်။ဆေးရသဘောတိုင်းသူတို့ပြန်ကိုယ်တိုင်ပြန်ဖြစ်ရတတ်တဲ့တခြားအကြောင်းတွေလည်း ရှိပေမဲ့ကျင်းမြောင်းတဲ့လူမျိုးရေးဝါဒရဲ့အခန်းကဏ္ဍကတော့တော်တော်နေရာယူနေပါတယ်။ကျင်းမြောင်းတဲ့လူမျိုးရေးအများတော်လှန်ရေးအတွက်အလွန်ကြီးမားတဲ့အဟံအတားဖြစ်ပါတယ်။ဒီအချက်ကိုမပြောအပ်တဲ့အရာတစ်ခုလို့ကိုယ့်ပတ်ရှောင်တိမ့်ပြီးတော့ပိဋကအကြိုက်အချိုစကားလေးတွေကြီးပဲရှာပြောနေတာတွေဟာပြည်သူလူထုအတွက်တော်လှန်ရေးအတွက်အကျိုးမရှိပါဘူး။ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိတတ်တယ်ဆိုတာကိုတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်ကြီးတွေကအစအသိကြပါတယ်။မကြာခဏလဲ ထုတ်ပြောထောက်ပြောဝေဖန်ကြပါတယ်။နှွေးဥတော်နိုင်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဗမာလူမျိုးကြီးဝါဒအကြောင်းကိုပဲပဲနဲ့နဲ့ပြောဆိုကြသူတွေတိတ်များပါတယ်။လက်ခုတ်တန်တွေလည်းကြားပါတယ်။လက်ခုတ်တန်တွေရတော့မဆားရဝါကမန်းထက်ခါထက်ခါပြောကြပါတယ်။ဒါပေမဲ့ပြောရင်ပြောရင်နဲ့ကြင်းမြောင်းတဲ့လူမျိုးရေးအမြင်ကိုတွေးထိုးလှုံ့ဆော်ပေးတယ်လို့ဖြစ်လာတာကတော့ဆိုရတယ်။ဗမာလူမျိုးကြီးဝါဒဆိုတာကတော့လူများကသဘောပေါက်နေကြပါပြီ။တခြားလူမျိုးဆိုရင် တိမ်နဲ့လောက်ရလို့အကြံပြင်ပြောလို့ရပါတယ်လူမျိုးစုတွေကနေပြီးတော့သမရဝင်းကြီးချုပ်အဆရှိတဲ့ထိတ်တန်းယာဒူးတွေကိုမရအောင်တားမြစ်ထားတာမပေးကျင်တာစစ်တပ်ရဲ့ထိတ်တန်းယာဒူးကြီးတွေကိုမပေးကျင်တာအစိုးရရုံးတွေမှာတောင်မှညှို့မှုညွန်ချုပ်ယာဒူးတွေကိုမပေးကျင်တာလူမျိုးစုနယ်မြေတွေမှာတတ်တာဖြတ်တာမိရှို့တာမရင်းကျင်တာတွေအဲ့ဒါတွေကိုပြောတာပါဗမာလူမျိုးစုဝါဒကိုလက်တွေ့ကျင့်သုံးနေတာဟာတာမန်ဗမာပြည်သူတွေမဟုတ်ဖဲဆက်အာနာရှင်တွေကသာကျင့်သုံးနေတာဆိုတဲ့အချက်ကိုလေးလေးနက်နက် သဘောပေါက်ကြဖို့လိုပါတယ်။အရင်ဗီဒီယိုတစ်ခုထဲမှာလည်းအဲ့ဒီအကြောင်းကိုကျွန်တော်ပြောခဲ့ပြီးပြီမို့ဒီနေရာမှာအကြက်ချက်ပြီးတော့မပြောတော့ပါဘူး။ကျွန်တော်မှလူမျိုးဆွဲမရှိပါဘူး။ကမ္ဘာမှာရှိတဲ့လူမျိုးအလုံးကိုညီကိုမောင်နှမလူမျိုးသဘောထားပါတယ်။ကိုကိုကိုဘာလူမျိုးရဲ့လို့လဲသတ်မှတ်ခံယူထားတာမရှိပါဘူး။ကျွန်တော်မှဘာသာဆွဲမရှိပါဘူး။ဘာသာအလုံးရဲ့ဖရားတွေကိုမျက်နှာတံပိုးထားပါတယ်။ကျွန်တော်မှနိုင်ငံဆွဲမရှိပါဘူး။ဒီကမ္ဘာကြီးတစ်ခုလုံးကို ျွန်တော်တို့ကမ္ဘာပြည်သူပြည်သားတွေအားလုံးကညီလူညီမျှပိုင်ဆိုင်တယ်လို့ပဲသဘောထားပါတယ်။ဒီအကြောင်းတွေကိုဘာလို့ပြောနေသော်လဲဆိုတော့ဗမာလူမျိုးကြီးဝါဒကအန်ဒီရဲကြီးတယ်လို့ကျင်းမြောင်းတဲ့လူမျိုးကြီးဝါဒကလည်းအလားတူအန်ဒီရဲရှိတယ်ဆိုတာကိုထောက်ပြချင်လို့ပါ။နှစ်မျိုးစလုံးဟာလူမျိုးကြီးအမြင်ပေါ်မှာအခြေခံပါတယ်။အာနာသိမ့်ပြည်နောက်မှာလူမျိုးစုလူမျိုးငယ်တွေနဲ့သွေးဆင်းညီညွတ်မှုရအောင်ဗမာလူမျိုးကြီးဝါဒရဲ့အဖြစ်တွေကိုထောက်ပြဝေဖန်လာကြပါတယ်။စန့်ကျင်ရှုတ်ချလာကြပါတယ်။ဒါကကောင်းတဲ့ကိစ္စပါ။ဒါပေမဲ့ လူနည်းစုတွေရဲ့အကြိုက်ကိုလိုက်ရင်လိုက်ရင်ကနေပြီးတော့ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ကိုရှေ့တန်းတင်တဲ့အထိတွန့်ပို့လာတာကတော့တမင်များကြောက်ချနေကြလားလို့တောင်မှထင်ရပါတယ်ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဆိုတာကကိုယ့်လူမျိုးကောင်းစားရေးတစ်ခုလေးကိုကြည့်ပြီးတခြားသူတွေဘာပဲဖြစ်ဖြစ်လို့သဘောထားတဲ့အမြင်ပါကိုယ့်လူမျိုးကလွဲပြီးတော့တခြားလူမျိုးကိုမကောင်းထင်ရန်ရှာတတ်တဲ့အမြင်မျိုးပါတကယ်တော့လူမျိုးကြီးဝါဒနဲ့ကျင်းမြောင်းတဲ့လူမျိုးရေးဝါဒဟာအခြေခံအဖြစ်တွေ့နေပါတယ် ဘယ်လူမျိုးတက်မှာပဲဖြစ်တွေ့ရတတ်ပါတယ်လူမျိုးစု လူမျိုးကြီးဆိုတဲ့အထက်မှာတောင်မှ ကိုရွာကိုတေသကိုမျိုးနယ်ကောင်းကျိုးတစ်ခုတည်းကိုပဲကွက်ကွက်ကလေးကြီးတဲ့ဝါရမျိုးကိုတွေ့ရတတ်ပါတယ်ဒါလည်းကြီးမြောင်းတဲ့လူမျိုးကြီးဝါရပါပဲအခု TNL တအန်းပလောင်တိမ့်ပိုက်ထားတဲ့မြို့တွေနယ်တွေကိုစစ်ကောင်စီကပြန်သိမ်းနေနိုင်တာဟာကျန်တဲ့လက်နက်ကိုင်တော်လိုင်းရေးအဖွဲ့တွေအားလုံးလိုလိုကပလောင်ကိုဥပစ်ခါပြစ်ထားရုံသာမကဘူး စစ်ကောင်စီဘက်ကနေတောင်မှအားပေးအောင်မြောက်လုပ်တဲ့လောက်ရတချို့ကြောင့်ဆစ်ရှုံနေတာပါအဲ့ဒီမှာပလောင်ခုကပြီးထားတဲ့အကြောင်းရင်းမှာတော့ပလောင်နေနဲ့လဲလိုက်နာတဲ့အများရှိရဲ့ပလောင်နေနဲ့ကတော့အလုံးဒီတိုင်းပဲတိမ်တဲကငုံနေရလူတိုင်းလူပုံစံတွေပဲနေထိုင်သွားလာနေရတဲ့ဖြစ်တဲ့အတွက်လူတိုင်းဆိုတာကတကယ်စိတ်ကြရရန်ရနေတဲ့ရဖြစ်တဲ့အတွက်လက်ရှိချိန်မှာဒီနေမီသိမ့်မှတ်ပြီးတဲ့ချိန်မှာပြဿနာပေါင်းမျိုးစုံပြီးတော့ဒီကအပြင်မတ်တီချက်နေကတော့ဒေသခံပြည်သူတွေနဲ့ ဆင်ပြေးတာမန်နေဂျာနေရာအွန်လိုင်းဟွေးနဲ့ဆင်ပြေးတာဖြစ်ခဲ့တာဖြစ်တဲ့အတွက်ဦးနောက်ပိုင်းမှာအလိုမျိုးတုတ်ခွာပေးပြီးအလိုမျိုးရှုံးနေရင်ဆိုင်နေရဖြစ်တဲ့ဆိုတော့သင်ကန်းသာယူပြီးတော့အားလုံးရေပဲစီးလုံးပြန်လောက်ရမယ်ချင်းတောင်းသွားနိုင်မှုလည်းဒီညကနေပြီးတော့အမှန်ပြီးတော့ပေါ့ဆူလိုက်ပါတယ်တစ်တုံညနဲ့ခွန်ဆစ်စင်ကြီးဖားကြအောင်မြင်ခဲ့တယ်လေကိုကပလောင်ရခိုင်တို့စူးစီးညီညွတ်မှုတိတ်အားကောင်းပြီးတော့နီးစနစ်ကောင်းကောင်းပြွာကောင်းကောင်းနဲ့တိုက်နိုင်ကြလို့အောင်မြင်ခဲ့တာပါ drone နဲ့အနည်းပညာရဲ့အခန်းကဏ္ဍကလည်းရေးပါပါတယ်။ဒါပေမဲ့စူပေါင်းစစ်စင်ရင်ဆင်ရန်နိုင်ငံချင်းကတော့လွန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်။အခုပလောင်ကိုစစ်ကောင်စီကအထူးကြံဖြစ်အောင်နိုင်ငံရေးအရာခွဲထုတ်ပြီးတော့ထိုးစစ်ဆင်နေပါတယ်။ကိုကမှာကသူ့အနာနဲ့သူဆိုတော့ဘေးကထိုင်ကြည့်နေပါတယ်။ရခိုင်ကသူ့နယ်မြေမှာ သူ့ယူဟာနဲ့သူအလုံများနေပါတယ်။အဲ့လိုအခြေမျိုးမှာစစ်တပ်ဟာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့နေမြေတွေကိုအုံပြပြီးတော့ပလောင်ကိုထိုးစစ်ဆင်ခဲ့ပါတယ်။ဒါကိုပလောင်ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကတီဘောမြို့ကိုလက်လွတ်ရတဲ့ပြီးခဲ့တဲ့သတင်းပတ်ထဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ SSPB ကတော့လွေးရည်ဦးပြောတာမဟုတ်ပါဘူးလို့စာထုတ်ပြန်ခဲ့ပါတယ်။ဒါဟာလွေးရည်ဦးကလောက်ကျန်သတင်းဖြန့်တာပဲလို့ပြောခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာ SSPB နေမြေတွေကိုစစ်ကောင်စီစစ်တပ်ကအုံပြသွားတာဟာအမှန်ပါပဲ။အဲ့ဒါကို SSPB က စစ်ကောင်စီစစ်တပ်ကိုဘာမှမလုပ်ဖက်နဲ့ထိုင်ကြည့်နေခဲ့တာဟာလည်းအမှန်ပါပဲ SSPP ကြီးညာချက်ထက်မှာပါတဲ့စာသားတချို့ကိုပဲထောက်ပြခြင်းပါတယ်နောက်ချိုကြောင်မဲတီဘောတိုက်ပွဲများကြားတွင် SSPP SSAT မြည်တိဘက်မှဝင်ရောက်ဆက်ဖက်ခြင်းမရှိလို့ရေးထားပါတယ်အဲ့ဒါဟာ keywords တွေပါပဲတော့ချက်စကလုံးတွေပါစစ်ကောင်စီကသူ့နယ်မြေတဲကို ဖြတ်ဝင်လာတယ်သူ့နယ်ကိုခြေကုပ်ယူပြီးတော့ပလောင်ကိုတိုက်တယ်အဲ့ဒါကိုဘယ်ဘက်ကမှဝင်ရောက်မဆွတ်ဖက်ဖဲ SSPP ရှမ်းမြောက်ကလက်ပိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒါဟာစေအုပ်စုကို မကူညီဘူးလို့ဆိုတော့ညာလဲကူညီလိုက်တာနဲ့ဘာမှ မချပါဘူးဒါကိုမနေ့ကမှတနက်ကင်နဲ့အောက်ခြေစစ်သားတောင်မှသဘောပေါက်နိုင်ပါတယ် SSPP ကဘာကြောင့်အဲ့ဒါလို့လုပ်ပါတယ်ပလောင်ဩဇာကြီးမားလာတာကိုမကြိုက်လို့လုပ်တာပါ ပလောင်ရှုံးပြီးတော့စစ်ကောင်စီနိုင်သွားတာကိုမြင်ကျင်းလို့လက်ပိုက်ကြည့်နေတာပါအဲ့ဒီဝီယောဒီဟာတစ်တုံညာနှစ်ခုစစ်စင်ရေးစတင်ကလေးကရှိခဲ့ပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးအောင်မြင်ခြင်းမှာပလောင်ဟာအရှင်ဟုန်ကြီးမားစွာနဲ့ရှမ်းမြောက်ကိုမုံတိုင်းတစ်ခုလိုတိုက်ခတ်သွားခဲ့ပါတယ်အဲ့လိုတိုက်ခတ်သွားခြင်းမှာစစ်ကောင်စီနဲ့ထိတ်တိုက်တွေ့တဲ့နေရာတချို့ဟာ SSPP စုမို့ထားတဲ့နေရာတွေပါ SSPP အရင်စုမို့ထားတဲ့နေရာတွေကိုစစ်ကောင်စီကဝင်လာတဲ့အခါမှာ ် SSPB ကခံမချပဲနောက်ဆုံးရှောင်းတိတ်နေခဲ့ပါတယ်အဲ့လိုရှောင်းတိတ်သွားတဲ့နေရာတွေကိုပလောင်ကဝင်ရောက်တိုက်ခတ်တိမ့်ပိုက်ခဲ့ပါတယ်နောက်မှစစ်ကောင်စီစစ်ရှုံးထွက်ပြေးရတဲ့အချိန်ကျအဲ့ဒီနေရာတွေကိုပြန်ပေးဖို့ SSPB ကပြန်တောင်းပါတယ်ပလောင်ကပြန်မပေးပါဘူးအဲ့ဒါတွေဟာဝီယော်ဒီအဖြစ်ကနေပြိပခအသွင်ထိရောက်လာပါတယ်အခုအဲ့ဒါကြောင့်ပလောင်တွေနှိမ်ပါလာတဲ့အချိန်မှာစစ်ကောင်စီဝင်ဖို့လမ်းကြောင်းကို SSPB ကဟပ်ပေးလိုက်တာပါ ဒီဒေါ်လာရေးကာလတစ်ချက်လုံးမှာရှမ်းမြောက်ရှမ်းတောင်တို့ဟာတနက်တစ်ချက်မဖောက်ခဲ့ပါဘူးရှမ်းနိုင်ငံရေးသမားတွေအားလုံးလိုလိုဟာဒီလောက်အခွင့်ကောင်းကြီးကြုံနေချိန်မှာဆရာနာရှင်ပြုတ်ကြရေးကိုတစ်ချက်ကလေးတောင်ဝိုင်းတွန်းဖို့မရခဲ့ကြပါဘူးသူတို့ဟာရှမ်းပြည်နယ်တွေကတခြားညီနောင်တိုင်းရင်းသားတွေဖြစ်ကြတဲ့ကိုကန့်ပလောင်ဝါတို့ဩဇာကြီးတဲ့ကြီးလာနေတာကိုပဲရင်တမတ်မနဲ့ကြည်နေကြပြီးတော့ဆရာနာရှင်လုံးသမ ्या ကိုတော့လက်ပိုက်ကြည့်နေကြပါတယ် စစ်အာဏာရှင်ကိုမတိုက်ဖဲတနက်ကိုတင်းတင်းဆုတ်ထားကြပါလေငါနေမြေတော့လာမထိနဲ့လို့ပဲအော်နေကြပါလေအဲ့ဒီမှာကျင်းမြောင်းတဲ့လူမျိုးရေးအမျိုးကိုကျွန်တော်တို့မြင်နေရတယ်။ဒါမျိုးတွေအားလုံးပဲဒီဗီဒီယိုနဲ့ပဲဆုံးသလဲပါတယ်။နောက်ထပ်ပြီးမှာတော့နောက်သတင်းတော်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုအရင်ဆုံးကမ္ဘာလမ်းနဲ့စကူတာပြီးပေးရခွန်းလာခြင်းမြေတလမြပြီးတွင်တဲ့အားလုံးမရှိနာစင်ပြီးပြရပါတယ်။ဒါမျိုးတွေအားလုံးပဲနောက်ထပ်ပြီးတော့ပြန်တဲ့ဆုံးပေးကြပါမယ်။ဆုံးရရှိပေးတဲ့တွင်တဲ့ပဲကျေးဇူးတင်ရှိပါခင်ဗျာ။